သမီးဆိုတော့လေလေသမီးကဟိုသမီးကြီးကိုအကြီးဆုံးသမီးကျွန်တော်ရင်ဆုံးပထမဆုံးကလေးရတော့သူ့အရင်ချစ်တာကိုပြီးတော့ကျွန်တော်သမီးရအခု16နှစ်ဒါပေမဲ့16နှစ်မှာအဖေအမေနှမ်းမှာငပိုးကြီးလိုပဲကက်ချွဲနေတာအဲ့လိုသူများလိုပဲပိုင်မရှိဘူးတကယ်အဲ့လိုကလေးလိုပဲငပိုးကြီးလိုပဲပြီးတော့အိမ်လုပ်တွေလည်းအဲ့လိုကျွန်တော်ကျွန်တော်သွားတဲ့တဲနဲ့ကျွန်တော်အပြင်သွားရဆိုတော့ကျွန်တော်လက်ကြည့်ကြအောင်လို့လားသူအဲ့လိုပေါ့နော်အဖိုးရှိရအဖိုးကသူပြုတကယ်ဟို ဆိုတော့လေ तू အမှန်တကယ်တော့ तू နိုင်ငံသားသွားမယ့်အချိန်ရောက်သွားပြီကြိုးလောင်ကြော်နေပြီအဲ့သူများတွေက तू နိုင်ငံသားသွားဖို့အတွက်ကို तू တာသမီနိုင်ငံသားသွားဖို့မိသားဟိုဥစ္စာရေရရခြေပေးရပါမယ်ပေါ့ကျွန်တော်တို့ရေရရခြေပေးရမသွားအောင်လို့မလွတ်နိုင်ဘူးလေသီလားဟိုသူ့အမေဆိုတစ်ခေါက်ကြီးရတယ်နိုင်ငံသားသွားတာမဟုတ်ဘူးဒီဒီက shopping center တခုမှအဲ့ဒါ तू သူ့တယောက်တည်းလွတ်လိုက်ရတော့မျက်ရည်ဝဲလို့အဲအဲ့လိုမျိုးပါဆိုတော့သူ့အမေကလည်းတော်တော်အခုတော့စိတ်ပိုင်းပြတာငါတို့တမီးရန်တော့ကြောက်ရမယ်ဆိုတော့အခုတော့ သူသွားဖို့တက်လို့ပေးနေတာပေါ့အဲဆိုရောက်ခမကြီးလိုပါကိုခေါ်တယ်ဆိုတာဒါတို့တို့လည်းချစ်လို့ပြောလို့ခေါ်တာလက်ခံပါတယ်သို့တော့အတိဆုံးတော့လက်ခံပါဘူးမပေးနိုင်ဘူးမပေးနိုင်ဘူးတမီးရောတော့မင်းရောကျွန်တော်တမီးကိုကျွန်တော်တမီးကိုကျွန်တော်တော်ချစ်တာ